တနင်္ဂနွေသားသမီးများတွင်မေလ18ရက်နေ့ကနေမေလ24ရက်နေ့အထိတပတ်တာကံကြမ္မာအခြေအနေများကိုဟောပြောပြမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုစတင်ကြည့်ရှုပြီးဆိုရင်ကိုပဲဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။ follow မလို့ဝသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပြီလို့ရပါတယ်ခင်ဗျာဒီ season လေးမှာကျွန်တော်က terror cut နဲ့ဒါတီးတန့်ဟောပြောပြီးมาဖြစ်ပြီးတော့ရရရလေးလည်းပဲထည့်ပြီးတော့ပြီးมาပဲဖြစ်ပါတယ်ခင်ဗျာတနင်္ဂနွေသားမင်းများဟာဒီတပတ်တာကာလအတွင်းမှာစိတ်နှက်ခွဖြစ်စရာကိစ္စတွေကိုကြုံရတတ်ပါတယ်။ဒွိဟများစရာအခြေအနေမျိုးတွေဖြစ်တတ်ပါတယ်။ဆုံးဖြတ်ရခဲ့မယ်။ ဝေခွဲရခဲ့မယ်ပေါ့နော်ဒါကိုလုံရင်ကောင်းမလားဒါကိုလုံရင်ကောင်းမလားအဲစသဖြင့်ဒါစိတ်နှက်ခွာဖြစ်စရာတွေကြုံရတတ်ပါလေနောက်တစ်ခုက အစိုးနဲ့အကောင်နှစ်ခုကြားထဲကိုရောက်နေတဲ့ပုံစံမျိုးဖြစ်နေတတ်ပါတယ်။အဲ့တော့ကိုဘေးကိုပတ်ဝန်းကျင်မှာကိုဘော်ကိုကောင်းကျိုးပြုပေးတဲ့ကိုဘော်ကိုကောင်းတဲ့သူတွေရှိတယ်လို့ကိုဘေးကိုပတ်ဝန်းကျင်မှာကိုကိုကောင်းကျိုးမပြုတဲ့ကိုကိုဒုက္ခပေးနေတဲ့သူတစုကလည်းပဲရှိနေပါတယ်။အဲ့ဒီနှစ်ခုကြားထဲမှာကိုကရောက်ရှိနေတယ်လို့ပြောလို့ရပါတယ်။နောက်ဒီချိန်ကာလအတွင်းမှာငွေဝင်ပါလိမ့်မယ်၊လက်လာပါလိမ့်မယ်၊ရှင်ပါလိမ့်မယ်။ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲတွေရှိခဲ့မယ်ဆိုရင်လည်း ဖြည့်ရှင်းလို့ပြည်လည်နိုင်ပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေလည်းရရှိစေနိုင်လိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်ဒီချိန်ကာလတည်းမှာဘယ်ကိစ္စကိုပဲလို့လို့စိတ်ရှိရှိထားပြီးတော့လုပ်ပါသီးခံစိတ်မွေးပါအဲ့တော့ကိုလိုချင်တာကိုပြစ်ချင်တာတွေဟုံတိုင်းနဲ့ကိုချက်ချင်းအခုချက်ချင်းပေါ့ကိုလက်ထက်ကိုရောက်လာတာမျိုးမဟုတ်ဘဲနဲ့နည်းနည်းလေးအချိန်ယူပြီးတော့သီးခံဆောင်ဆိုင်ရတာမျိုးတွေလည်းပဲရှိနိုင်ပါလိမ့်မယ်ခင်ဗျာဒါကြောင့်မလို့နည်းနည်းလေးတော့ဒီကာလဟာသီးခံစိတ်မွေးပြီးတော့စိတ်ရှိရမယ့်အချိန်ကာလတစ်ခုပါလို့ ပြောကြားလိုပါတယ်အဲ့တော့ဒီချိန်ကာလအတွင်းမှာတနင်္ဂနွေသားပြည်များတွင်လည်းဘလို့မျိုးကံတရားရဲ့အခွင့်အလမ်းကောင်းတွေကိုရရှိစေနိုင်မယ်နောက်ဘလို့အရာမျိုးတွေကကိုယ့်ကိုဒုက္ခပေးစေနိုင်တယ်နောက်ဘလို့ရရာမျိုးတွေကိုဆောင်ရွက်ပေးရမယ်ဆိုတာကိုကျွန်တော်ထပ်ပြီးတော့ကြည့်ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဈာပြတ်ကြောင်ညာဝင်ကျင်တာကကျွန်တော်ချီမှာတဦးချင်းတယောက်ချင်းဘေးရင်မြင်းမြန်းလို့တဲ့မိတ်ဆွေများကဒါကျွန်တော်ရဲ့ ဒီ TikTok Messenger မှာ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကိုလာရောက်တောင်းယူလို့ရပါတယ်အထူးကနေတဆင်ဆက်သွယ်ပြီးတော့ ဗီဒီမေးမြန်းလို့ရပါတယ်အဲ့တော့ဗီဒီဟောပြောတဲ့အခါမှာတဦးချင်းတယောက်ချင်းရဲ့ကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဟော့စတန်တွေကိုကျွန်တော်ကပြင်ဆင်ပြီးတော့ဆောင်ရွက်ပေးရပါတယ်ဘဝတသက်တာနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့စိတ်နေစရိုက်တွေဆောင်ရွက်ရှောင်ရွက်နေဖွာစားတာနဲ့ပတ်သက်တဲ့အဟောတွေနှစ်ပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေလပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေရေရာတွေကိုကျွန်တော်ပို့ပေးပါတယ်အဲ့တော့ဘယ်နှစ်ဘယ်ကိန်းကိုဘယ်လိုရောက်နေတယ်ဆိုတာသိချာနားလည်အောင်ရှင်းပြပေးတယ် ကိုတိလိုတဲ့ကိစ္စကိုမေးလိုတဲ့အကြောင်းကိစ္စတွေကိုလည်းပဲဖြည့်ပြီးဟောပေးပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်ရှိမှာနည်းနည်းတော့စည်ရင်းပေးပြီးတော့တစ်ရက်နှစ်ရက်လောက်ဆောင်ရပါတယ်တတ်မှတ်ထားတဲ့ညံပူစွာခါကတော့တအူးကို 2000ကျပ်ယူပါတယ်ခင်ဗျာ။ဒါအရေးကြီးညာထားတဲ့အတိုင်းရန်ကုန်မှာဘေးလင်းဟော်ကန်ဖွင့်ဖို့အတွက်ကလည်းပဲဒီ6လပိုင်းလာဇန်ပိုင်းလောက်မှာဖွင့်ပြအောင်စီစဉ်နေပါတယ်။ထပ်ပြီးတော့ကြော်ညာပေးပါမယ်ခင်ဗျာ။ကဲတော့ဒါကတော့ဘေးဒီမင်းများကျင်တဲ့သူများအတွက်ကိုကြော်ညာပေးခြင်းဖြစ်ပါတယ်။အခုဆက်ပြီးတော့တနင်္ဂနွေသားမင်းများရဲ့ကံကြမ္မာအခြေအနေလေးနဲ့ဒါရရလေးကိုထပ်ပြီးတော့ကျွန်တော်ကြည့်ပေးအောင်ပါပဲဖြစ်ပါတယ်။ပါလုံးစီခြင်းလေဆိုတော့ဒီချိန်ကာလအတွင်းမှာ နေကြာပန်းဖះမှလှူပေးပါဆရာရဲ့နေကြာပန်းကဒီချိန်မှာမရှိဘူးဆိုလို့ရှင်တော့နေကြာစီကိုဖះမှလှူပေးပါအထိုးလိုက်မှလှူပဲနဲ့အိတ်ထဲရဖောက်ပြီးလို့ရှင်ပကံများထဲမှာလှူပေးလို့ရပါတယ်နေကြာစီဖះမှလှူပေးပါ နောက်ဒီကာလာအတော်အတွင်းမှာဖះပန်းလှူမယ်ဆိုလို့ရှိရင်အပွင့်ပါတဲ့ပန်းတွေကိုလှူပါဆိုလိုတာတော့ဥမာမီမြိုပန်းတို့နော်နှင်းစီပန်းတို့ ကန္နမာပန်းတို့စသဖြင့်အပွင့်ပါတဲ့ပန်းတွေကိုဖျားမှလှူပေးပါအပွင့်မပါတဲ့ပန်းဆိုတော့ဥမာတပြေပန်းတို့ရွက်လာပန်းတို့ဆိုအပွင့်မပါဘူးလေအရွက်ပဲရှိတာဟုတ်အဲ့လိုပန်းမျိုးတွေတဲ့ဆိုင်အပွင့်ပါတဲ့ပန်းတွေကိုရွေးပြီးတော့လှူပေးစေချင်ပါတယ်ဒီကာလမှာတနင်္ဂနွေသားသမီးတွေဟာခေါင်းပူစရာဆိတ်ချုပ်စရာတွေရှိနိုင်တော့လဲပဲကြီးကြီးမားမားတိုးတက်အောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ် ပြောအောင်နေပါစိတ်ချမ်းသာအောင်နေပါခလေးငယ်လေးတွေကိုမုံဝဲကြွေးတာတို့မုံမိုးပြေးတာတို့မြန်မာလေးလုပ်ပြပါကံတရားရဲ့အခွင့်အလန်းကောင်းနေတဲ့သူတိတာထင်ရှားတဲ့တိုးတက်အောင်မြင်မှုတွေကိုဒီတပတ်တာကာလအတွင်းမှာရရှိလာပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ဟောကြားပေးလိုက်ရပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနှစ်သက်တဲ့ဆိုအပေါ်မှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲအားပေးခဲ့ပါအောင်ခင်ဗျာ တနင်္လာသားသမီးများအတွက်မေလ18ရက်နေ့ကနေမေလ25ရက်နေ့ထိတပတ်တာကံကြမ္မာအခြေအနေများကိုဟောပြောပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုစတင်ကြည့်ရှုပြီးဆိုရင်ကိုပဲထုံးစံနိုင်ပြီးမှရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။အဲ့တော့တနင်္လာသားသမီးများရဲ့တပတ်တာကံကြမ္မာအခြေအနေကိုကျွန်တော်ကတေရော့ကနဲ့ဟောပြောပေးမှာပဲဖြစ်ပါတယ်။ တရင်းလာသားသမီးများဟာဒီတပတ်တာကာလတွင်မှအပြိုင်ဆိုင်တဲ့အနှောက်အယှက်တွေတအားကိုများနေပါလိမ့်မယ်။ဘယ်ကိစ္စမျိုးကိုပဲဖြစ်ဖြစ်လွယ်လွယ်ကူကူရှော့ရှော့ရှူရှူနဲ့လောကခံရတယ်ဆိုတာမရှိဘဲနဲ့အခက်ခဲကြတဲ့ကနေရုန်းကန်စူးစမ်းနေရတဲ့ပုံစံမျိုးတွေကိုကြုံတွေ့ရပါလိမ့်မယ်။ဒီတပတ်တာကာလတွင်မှာ လုပ်ငန်းကိုင်ငန်းတွေနဲ့ပတ်သက်တဲ့သီးသာထင်ရှားတဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိလာပါလိမ့်မယ်။ဒါမဲ့အစိုးရပြောခဲ့သလိုအခက်အခဲတွေလည်းပဲရှိနိုင်ပါတယ်။နောက်ခရီးနဲ့အကျိုးပေးတဲ့အချိန်ကာလဖြစ်ပါတယ်။ဒါမှမဟုတ်ခရီးသွားလာလှုပ်ရှားမှုတွေလည်းပဲ ြုံဝါနိုင်တယ်လို့တွေ့ရပါတယ်ခင်ဗျာဒီချိန်ကာလတွင်မှာရင်ရထားနဲ့သွာလာလာတာလေးတွေမှာနည်းနည်းပါးပါးထိခိုက်စေတတ်တဲ့ပုံစံမျိုးတွေဖြစ်ရပါတယ်တအားတော့စိုးရင်စရာမရှိပါဘူးအဲ့တော့ကိုယ်ထိခိုက်တာမျိုးမဟုတ်တော့မှာပဲကိုယ်စည်းနေတဲ့ကပြက်သွားတာတို့ဆက်ပစ္စည်းတွေအဲပြက်စီးတာတို့ဒါဒီလိုပုံစံမျိုးလေးတွေပေါ့နော်အသေးမွားလေးတွေလည်းပဲဖြစ်တတ်ပါတယ်အဲ့တော့ဒီချိန်ကာလတွင်မှာအဓိကအပြင်တော့ဘယ်လိုဖြစ်လဲဆိုတော့သူတစ်ပါးကကိုယ်ကို အမြင်မကြည့်တာကိုကခံရတတ်တယ်ဗျာနော်အဲ့ဒါကမလို့ ရန်အတိုက်ခိုက်အပြိုင်ဆိုင်အနှောက်အယှက်တွေနဲ့ပတ်သက်ပြီးတော့ခယူဆိုင်ပြပါအိမ်တွင်းရေးမိသားစုရေးတော်ကလည်းပဲသိပြီးတော့မตายရခြင်းတို့မျိုးတွေဖြစ်နေတတ်ပါတယ်နော်။နောက်ဒီချိန်ကာလအတွင်းမှာရက်ဝေးနဲ့ပတ်သက်တဲ့ခရီးကိစ္စတွေရှိရင်တော့အောင်မြင်ပါလိမ့်မယ်လို့တွေးရပါတယ်။အဲ့တော့ ဒါပထမကနဦးအနေနဲ့ကျွန်တော်စပြီးတော့ဟောပြတာပါဆက်လက်ပြီးတော့တင်ရသားသမီးများနဲ့ဒီတပတ်တာကာလတော့ဘလို့ကံတရားရဲ့အခွင့်အလမ်းကောင်းတွေရှိနိုင်တယ်လေဘလို့အရာမျိုးတွေထပ်ပြီးဂယူဆိုင်ဖို့လိုသေးလေနောက်ဘလို့ရရတွေကိုဆောင်ရွက်တင်လဲဆိုတာကိုနောက်တစ်ကတ်မှကျွန်တော်ထပ်ပြီးတော့ကြည့်ပေးပါမယ်တင်ရသားသမီးများကဒီချိန်ကာလအတွင်းမှာဘယ်ကိစ္စကိုပဲလုပ်လို့တဲ့ လင်းလင်းမြန်မြန်နဲ့ဆုံးဖြတ်လုပ်ကန်ဆောင်ရွက်မယ်ဆိုရင်ပို့ပြီးတော့ကောင်းနိုင်ပါတယ်။တချို့သောအရာတွေကကိုကတွေ့ဝေနေလို့စဉ်းစားနေလို့စောင့်ဆိုင်နေလို့ဒါအခွင့်အရေးတွေလက်လွတ်ဆုံးရှုံးသွားတာမျိုးတွေဖြစ်တတ်ပါတယ်။နောက်တစ်ခုကတချို့သောအရာတွေမှာတစ်ကြိမ်တစ်ခါနဲ့စူးစမ်းလို့မအောင်မြင်ရင်နောက်တစ်ခါထပ်ပြီးတော့စူးစမ်းဖို့လည်းပဲဇွဲမလျှော့ပါနဲ့။ ထပ်ပြီးတော့ကြိုးစားပါပထမတစ်ခါမအောင်မြင်နောက်တစ်ခါအောင်မြင်သွားပါလိမ့်မယ်အဲ့တော့တပတ်တာကံကြမ္မာကိုကျွန်တော်ဟောခဲ့တဲ့ဆိုပေမဲ့နှစ်ပတ်တာကာလအတွင်းမှာတဲ့เนาะအခုကနေစပြီးတော့နှစ်ပတ်တာကာလအတွင်းမှာ တိတိတာတာငွေလုံးငွေရင်းတွေဝင်လာနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်ဆိုတာကိုတွေ့ရပါတယ်။နောက်ဒီချိန်ကာလအတွင်းမှာရေနဲ့ပတ်သက်တဲ့အလှူဒန်းလေးတွေမြန်မာလုပ်ပြပါ။ဥပမာဖျားရေတက်ပဲတာဖျားတောက်တော့ရေကတ်တာနောက်တခြားရေရင်းရေကန်နဲ့ပတ်သက်တဲ့အလှူဒန်းတွေပြုလုပ်ဆောင်ရပေးတာပေါ့နော်။စသဖြင့်အလှူကိစ္စမျိုးလေးတွေကိုဆောင်ရပေးခြင်းအပြင်ကိုယ့်ရဲ့ကန်တွေလက်တွေပွင့်လာပါလိမ့်မယ်။ဖျားမှစုံတော့ကတ်မယ်ဆိုတော့ဒီကာလအတွင်းမှာအုံနုခေါက်ဆွဲတပကံလှူပြီးတော့လည်းပဲဆူတောင်းပေးပါ။ကိုယ့်ရဲ့ကန်တွေကောင်းလာစေပါလိမ့်မယ်ခင်ဗျာ။အဲ့တော့ ဂယူးဆိုင်ဖို့လိုတာကတော့ဒီချိန်ကာလအတွင်းမှာဘယ်ကိစ္စကိုပဲဖြစ်ဖြစ်တအားကြီးစဉ်းစားလွန်အားကြီးလို့တွေ့ဝင်လွန်အားကြီးလို့ပေါ့နော်အခွင့်အရေးတွေဆုံးရှုံးသွားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့ချက်လေးတွေကိုဂယူးဆိုင်ပါလို့ဒါကျွန်တော်အနေနဲ့တင်လာသားမိပါကိုမှတ်ကြားချင်ပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနှစ်သက်တဲ့တော့အပေါ်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲအားပေးခဲ့ပါအောင်ခင်ဗျာ အင်္ဂါသားသမီးများတွင်မေလ18ရက်နေ့ကနေမေလ24ရက်နေ့ထိတပတ်တာကံကြမ္မာအခြေအနေများကိုဟောပြောပေးမှာဖြစ်ပါတယ်။အဲ့တော့ဗီဒီယိုလေးကိုစတင်ကြည့်ရှုပြီးဆိုရင်ပေါ်ပဲကျွန်တော်ရဲ့မိတ်ဆွေများကဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်။အဲ့တော့ဒီတပတ်တာကံကြမ္မာအခြေအနေများကိုကျွန်တော်ကတေရော့ကနဲ့ကြည့်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ။ မအောင်ဆုံးစားတင်တွေးလိုက်ရတာကတော့အင်္ဂါသားသမီးများဟာဒီတပတ်တာကာလပြမှာငွေဝင်ပါလိမ့်မယ်လက်လာပါတွေရှင်ပါလိမ့်မယ်ငွေရေးကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုပြည်လဲအောင်ဖြေရှင်းနိုင်ပါလိမ့်မယ်လို့တွေးရပါတယ်ကြီးသောမိမတအုပ်ရဲ့အကူအညီကောင်းတွေကိုရရှိလိမ့်မယ်လို့တွေးရပါတယ်ဒီချိန်မှာငွေရေးကြေးရတယ်မဟုတ်ပါဘူးလုပ်ငန်းကိန်းကန်းတွေမှာလည်းပဲအဆင်ပြေမှုတိုးတက်အောင်မြင်မှုတွေကိုရရှိလာပါလိမ့်မယ်နောက်တစ်ခုဒီကာလအတွင်းမှာပညာရေးပိုင်းနဲ့ပတ်သက်ရတော့လောက်ဘာသာရေးပိုင်းနဲ့ပတ်သက်ရတော့လောက် စင်ပြေနိုင်ပါတယ်အောင်မြင်နိုင်ပါတယ်ကျမ်းမာရေးပိုင်းလေးမှာတော့နည်းနည်းလေးညံ့ကျင်ပါတယ်ဂယူဆိုင်ဖို့လိုပါတယ်နောက်ဒီချိန်ကာလအတွင်းမှာစိတ်နှခွားဖြစ်စရာဘီဟာများစရာတွေလည်းပဲကြုံရတတ်ပါတယ်ဆုံးဖြတ်ခက်ဝေခွဲရခက်တဲ့ပုံစံမျိုးတွေဖြစ်နေတတ်ပါတယ်တခုခုကိုဆုံးဖြတ်ပြီးတော့လုပ်လိုက်မယ်ဆိုရင်ကိုလုပ်တဲ့အလုပ်ကအောင်မြင်ပါလိမ့်မယ်အမှားရင်းနည်းပါလိမ့်မယ်ဗျာနော်ကြတာကတော့အင်္ဂါသားသမီးများရဲ့ဒီတပတ်တကာလအတွင်းမှာအများဆုံးကြုံတွေ့ရနိုင်တဲ့အခြေအနေကို ဖော်ပြပေးခြင်းဖြစ်ပါတယ်။အင်္ဂါသားမျိုးများတဲ့ဒီဘတ်တာကလည်းဒီမှာဘလို့အခွင့်အလမ်းကောင်းတွေရှိတယ်၊ဘာတွေဘလို့ဖြစ်နိုင်တယ်၊နောက်ဘလို့ရည်ရည်လေးတွေဆောင်ရွက်ပေးတင်တယ်ဆိုတာကိုနောက်တစ်ခါမှကျွန်တော်ဆက်ပြီးတော့ကြည့်ပေးပါမယ်။အင်္ဂါသားမျိုးများနေတဲ့ဒီချိန်ကာလအတွင်းမှာအလုံဟောင်းတို့၊နေရဟောင်းတို့၊မိတ်ဆွေဟောင်းတို့မှာအဆင်မပြေတာမျိုးတွေဖြစ်တတ်တယ်။လက်ရှိရှိရင်းတဲ့နေရာတွေတဲ့ဆိုင်အလုံတဲ့နေရာတွေ၊မိတ်သစ်ဆွေသစ်တွေနဲ့ပို့ပြီးတော့အဆင်ပြေတာမျိုးလေးတွေ ရှိနိုင်ပါတယ်။နောက်အစိုးရပြောခဲ့သလိုကျန်းမာရေးပိုင်းတွေမှာခယူဆိုင်ပေးပါ။ကိုယ်တိုင်ကျန်းမာရေးညံ့တာမျိုးမဟုတ်တော့မှမိသားစုမှာကျန်းမာရေးညံ့တတ်တဲ့သူတွေပေါ်ပေါက်တတ်တယ်။ဒါမှအသီးမိတ်ဆွေတွေမှာနေထိုင်မှာကောင်းဖြစ်တာတွေရှိလို့သွားပြီးတော့လူနာသွားမေးရတာမျိုးလေးတွေဖြစ်တတ်တယ်။နောက်တချို့ဆိုရင်나이ခီးသွားတာမျိုးလေးတွေ ြုံရနိုင်ပါတယ်ဒီအချိန်ကာလတက်မှာအနက်ဝမ်းဆက်တွေကိုမဝစ်ပါနဲ့အဲ့ဒါတွေကိုရှောင်စီချင်ပါတယ်နော်နောက်ဒီအချိန်ကာလကလေသိပ်ပြီးတော့လှုပ်လှုပ်ရွရွကြီးလုပ်နေလို့မကောင်းဘူးဘယ်လိုပြောမလဲဆိုတော့လမ်းများနေလို့ခြေများနေလို့သိပ်မကောင်းဘူးငင်းငင်းလေးထိုင်နေတာပိုကောင်းနေမယ်လို့လည်းပဲအကြံပြုပေးချင်ပါတယ်ရရအနေနဲ့ကတော့ဖျားမှာနှီးစီပန်း ဆယ်ပွင့်တိတိလူပေးပါဘာရောက်မဲ့ဖြစ်ဖြစ်ရပါတယ်နှင်းစီပန်ဆယ်ပွင့်ကိုမြတ်စွာဘုရားကြီးကိုလိုမြတ်ကြီးရဲ့ထာမှာကတ်လူပူဇော်ပြီးတော့ကိုယ့်ရဲ့ကံတွေဆုတောင်းကောင်းမှုတွေဆုတောင်းပေးပါနောက်ဒီတပတ်တာကာလအတွင်းမှာသားကြီးငါကြီးတွေမစားပါနဲ့ဥပမာခြေလေးရောင်းတွေပါလိရှောင်းနိုင်ရင်ပို့ပြီးတော့ကံကောင်းပါလိမ့်မယ်အနောက်ချက်တွေကင်းပါလိမ့်မယ်လို့ဒါကျွန်တော်အနေနဲ့အင်္ဂါသားမိများကိုအကြံပြုဟောကြားပေးလိုက်ပါတယ်အဲ့တော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနှစ်သက်တဲ့ဆိုအပေါ်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင်လိုက်ရှယ်လေးတွေနဲ့လည်းပဲအားပေးခဲ့ပါအောင်ခင်ဗျာ ဗုဒ္ဓဟူးသားသမီးများတွေမေလာ18ရက်နေ့ကနေမေလာ24ရက်နေ့ထိတပတ်တာခန့်ကြမှာအခြေအနေများကိုဟောပြောပေးမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုစတင်ကြည့်ရှုပြီးဆိုရင်ကိုပဲဖေးမှရှိတယ်။အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်။အဲ့တော့ဒီတပတ်တာခန့်ကြမှာအခြေအနေများကိုကျွန်တော်က Telegram နဲ့ဟောပြောပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ုံတို့ဘူးသားသမီးများဟာဒီတပတ်တာကာလအတွင်းမှာအကြက်တဲခက်ခဲလေးတွေကြုံရတတ်ပါတယ်။ဘယ်ကိစ္စပဲဖြစ်ဖြစ်ရှီတိုးဝါခဲနောက်ဆော်ဝါခဲဆုံးပြရခဲဝေခွဲရခဲတဲ့ပုံစံမျိုးလေးတွေဖြစ်နေတတ်ပါတယ်။နောက်ဒီကာလအတွင်းမှာနေလို့ထိုင်လို့မကောင်းစားလို့တောက်လို့မကောင်းသွားလို့လာလို့မကောင်းအလိုလိုနေနဲ့မကြမ်းမမှခြင်းတို့ပုံစံမျိုးတွေဖြစ်နေတတ်ပါတယ်။ကိုယ်စိတ်ထဲမှာသူများကများကိုယ့်ကိုမကောင်းသောအနှောက်အယှက်တွေပြီးထားလာလို့တောင်မှပဲအထင်ခံထင်နေတတ်တဲ့ပုံစံမျိုးလေးတွေ ဖြစ်နေတတ်ပါတယ်နောက်တစ်ခုအထူးသဖြင့်ပေါ့နော်ကျမ်းမာရေးဘက်မှာအာခရင်းနဲ့ပတ်သက်ပြီးတော့ဒါဥမာသွားနာတာတို့လက်ချောင်းနာတာတို့အတန်ဝင်နာတို့နော်ရအလိုမျိုးတွေဖြစ်တတ်တယ်သွားဒုက္ခပိတာမျိုးတွေဖြစ်တတ်တယ်နောက်ခြေထောက် မလုတ်ချင်မသေးချင်တာမျိုးခြောက်ဖို့ထိကြိုက်တာမျိုးခြေတော့ခိုင်းမိတာမျိုးဒါမျိုးလေးတွေဖြစ်တတ်ပါတယ်ခယူးဆိုင်ဖို့လိုပါတယ်နောက်ကြီးသောမိမတအူးနဲ့အဆင်မပြေတာမျိုးတွေဖြစ်တတ်ပါတယ်နော်ကြီးသောမိမတအူးရဲ့အနှောက်ယှက်လိုဟာမျိုးတွေကြုံရတတ်ပါတယ်ငွေကြေးပိုင်းကတော့အခက်အခဲတွေရှိနိုင်တော့လည်းပဲပြည်လည်မှုတွေရလာနိုင်တယ်လို့တွေးရပါတယ်လူမှုပေါင်းသင်းဆက်ဆံရေးမှာတော့များသောအားဖြင့်တော့အဆင်ပြေနိုင်လိမ့်မယ်လို့တွေးရပါတယ်နောက်တစ်ခုကဒီချိန်ကာလအတွင်းမှာ ကိုနှုတ်ကပြောတဲ့ဆိုတဲ့စကားလေးတွေမှာအမားဖြစ်တတ်ပါတယ်ဒါပေမဲ့စကားကြောင့်အမားလေးတွေမဖြစ်ရလေအောင်ဂယူဆိုင်ဖို့သတိထားဖို့စင်ကျင်ဖို့လိုတယ်လို့လည်းပဲမှားချခြင်းပါတယ်ကေရာကတော့ကနဦးနေနဲ့ပထမတဲတော့ကကိုကျွန်တော်ကြည့်ပေးတာပါပြီးတဲ့အခါမှာဘုဒ္ဓဟူသားသမီးများနေနဲ့ဘလုကံအခွင့်အမ်းနေရှိနိုင်တယ်ဘလုအရာတွေဂယူဆိုင်ရမယ်ဘလုရေတရားတွေခြေရမယ်ဆိုတာကိုနောက်တစ်ခါကျွန်တော်ထပ်ပြီးတော့ကြည့်ပေးပါမယ် ဗုဒ္ဓဘုရားသမီးများအနေနဲ့ဒီချိန်ကာလအတွင်းမှာခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စရမျိုးတွေဖြစ်ပေါ်စေတတ်ပါတယ်။အဲတော့ကိုယ်တိုင်ခရီးသွားတာမျိုးမဟုတ်တော့မိသားစုတွေမှာခရီးသွားတဲ့သူတွေပေါ်ပေါက်တတ်ပါတယ်။နောက်ပြီးတော့ရာဝေးနဲ့ပတ်သက်တဲ့အကူအညီကောင်းထောက်ပံ့ကောင်းအဆက်အသွယ်ကောင်းတွေရရှိစေတတ်တယ်ဆိုတာကိုတွေ့ရပါတယ်။ဒီချိန်ကာလအတွင်းမှာကြီးကြီးမားမားကြီးကြီးမားမားလုံခြုံဆောင်ရရတဲ့လုပ်ငန်းဆောင်တာကိစ္စရတွေကိုအစားပြုရတာတို့စတင်ပြီးတော့စီစဉ်ရတာတို့ပလန်ချရတာတို့ဒါမျိုးတွေ ုံရတတ်ပါတယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ်တဲရော့ကတ်ကဲအနေထားလေးကတော့မစိုးပါဘူးဒီချိန်ကာလအတွင်းမှာဖះမှာမြေတပ်ကိုကိုစားပြုလို့ရှိရင်노ထမင်း노ထမင်းပေါ့နော်ဖះမှာလှူပေးပါ노ထမင်းတပကံပေါ့နော်ဖះမှာလှူဒန်းပူဇော်ခြင်းအပြင်ဗုဒ္ဓဟူသားမြတ်ရဲ့ကံနေလက်တွေ ပွင့်လန်းစေပါလိမ့်မယ်။နောက်ဒီချိန်ကာလတည်းမှာအိယာရွှေ့အိပ်ပေးတာလိုပါလုပ်ပေးပါ။ညင်ပြီးတော့ထိုင်နေရတဲ့ဆိုင်လှုပ်လှုပ်ရှားရှားသွားသွားလာလာနဲ့နေထိုင်ခြင်းဟာပို့ပြီးတော့ကိုယ့်ရဲ့ဒါကံတွေကိုကောင်းစေတယ်၊လူကိုလည်းကျန်းမာစေမယ်ပေါ့နော်။ကံတရားရဲ့အဖွင့်လန်းတွေကိုလည်းပဲပို့မှုပြီးရရှိစေပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့အကြံပြုပေးလိုက်ပါတယ်။အဲ့တော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။သဘောကျနှစ်သက်တဲ့ဆိုအဖေါ်မှာ comment လေးတွေရေးခဲ့ပါအောင်။ like share လေးတွေနဲ့လည်းပဲအားပေးပါအောင်ခင်ဗျာ။ ခြားသာပရိသတ်မိများတွင်မေလ18ရက်နေ့ကနေမေလ24ရက်နေ့အထိတပတ်တာကံကြမ္မာအခြေအနေများကိုဟောပြောပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုစတင်ကြည့်ရှုပြီးဆိုရင်ကိုယ်ပဲဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပြီးလို့ရှားပါတယ်ခင်ဗျာအဲ့တော့ဒီစီစီလေးမှာတော့ကျွန်တော်ကတပတ်တာကံကြမ္မာအခြေအနေများကိုတေရော့ကတ်နဲ့တည်တံ့ဟောပြောပေးမှာပဲဖြစ်ပါတယ် ကြတာဝိသားသီးများဒီတပတ်တာကာလတွင်မှာစိတ်ညစ်စရာကိစ္စတော်တော်များများကိုကြုံရတတ်ပါတယ်အနှောင့်အယှက်တွေလည်းများနေပါလိမ့်မယ်အထူးသဖြင့်အောက်ကသူတွေကိုအကြောင်းပြုပြီးတော့ပုံပြီးစိတ်ညစ်ရတတ်တဲ့ပုံစံမျိုးကို တွေ့ရပါတယ်အဲ့တော့ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာတိတ်ပြီးတော့ထိခိုက်မှုမရှိတော့လည်းပဲစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အဆင်မပြေမှုတွေများနေတဲ့အချိန်ကာလဖြစ်ပါတယ်ငွေရေးကြေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲတိတ်အဆင်မပြေပါဘူးငွေရေးကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုဖြည့်ရှင်းရခက်နေလိမ့်မယ်လို့ပြောရမှာပဲဖြစ်နေပါတယ်ဗျာနောက်ပြီးတော့ဒီချိန်ကာလတွေမှာလုပ်ငန်းကိုင်ငန်းတွေမှာလည်းပဲတိတ်ပြီးတော့အဆင်မပြေပါဥပမာအယောင်ဝယ်သမားတယောက်ဆိုရင်အယောင်ဝယ်မကောင်းဘူးလုပ်ငန်းဟာရှိဖို့မရဘူးဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေပါလိမ့်မယ်เนาะနောက်တစ်ခုဒီကာလတွေမှာမှားကျင်တာကအစိတ်ရှိတဲ့သတ္တဝါပေါ့ ပေါ့နော်ခွေးကြောင်ကြက်ငှက်ပေါ့နော်အဲခွေးတို့ကြောင်တို့မွေတို့ကင်းတို့ပေါ့နော်စသဖြင့်အစိတ်ရှိတဲ့သတ္တဝါတွေကိုနည်းနည်းလေးခရင်ဆိုင်ပေးပါလို့မှာကျင်ပါတယ်အဲ့တော့ ညာဘက်တွေပါတွေအပြင်ထွက်လာလို့သွားလာလို့လာလာတော့မှပို့ပြီးတော့ခယူဆိုင်ပြပါနောက်ထိခိုက်စေတတ်တဲ့အန္တရာယ်မျိုးလေးတွေကိုလည်းပဲတွေးရပါတယ်ဒီချိန်ကာလတည်းမှာစိတ်မရှင်လန်းဖြစ်နေတာဖြစ်တဲ့အတွက်ဘာသာရေးပိုင်းမှတော့လည်းကောင်ပညာရေးပိုင်းမှတော့လည်းကောင်အားနည်းနေတဲ့ပုံစံမျိုးတွေလည်းပဲဖြစ်တတ်ပါတယ်ကြီးတဲ့သူတွေနဲ့တော့များသောအားဖြင့်အဆင်ပြေနိုင်တော့လည်းပဲငယ်တဲ့သူတွေနဲ့အဆင်မပြေတတ်တဲ့အချိန်ကာလဆိုတာကိုတွေ့ရပါတယ်ဗျာနော်အဲ့တော့ဒုတိယကတ်ကိုတောက်ထပ်ပြီးတော့ကြည့်ပြပါမယ်အဲ့ဒီတေရောကတ်ထဲမှာဆိုရင် ကြာသာပြီးသားမိများနေတဲ့ဒီတပတ်တာကာလတည်းမှာဘလူကန်အခွင့်အလမ်းတွေရှိနိုင်တယ်ဘာတွေဖြစ်နိုင်တယ်ဒါဘာရည်ရည်ဆောင်ရွက်ရမယ်ဆိုတာကိုဆက်ပြီးတော့ပြောပြပေးပါမယ်ဒီကာလအတွင်းမှာကြီးသောမိမတအူရဲ့အကူအညီကောင်းတွေရလာနိုင်တယ်လို့တွေ့ရပါတယ်ကိုယ့်ရဲ့အမေလိုသော်လည်းကောင်းအတော်လိုသော်လည်းကောင်းအမလိုသော်လည်းကောင်းဒါမှမဟုတ်တခြားသစိမ့်မိမတအူပဲဖြစ်ဖြစ်ပေါ့နော်ကြီးသောမိမတအူရဲ့အကူအညီမျိုးတွေရတတ်ပါတယ်နောက်တစ်ခုကဒီချိန်ကာလအတွင်းမှာကိုယ့်ကိုပေါ့နော် မကောင်းတဲ့ဘက်ကိုဆွဲဖို့နေတဲ့သူတချို့ရှိပါတယ်။အားလေးတွေနည်းနည်းဂယူးဆိုင်ပေးပါ။နောက်တစ်ခုကလေညဘက်တွေမှာသွားလာလာတာလေးတွေကိုနည်းနည်းလေးဂယူးဆိုင်စီခြင်းပါတယ်။စင်ကျင်စီခြင်းပါတယ်နော်။ကြာသာပေးသားမိတွေအဲ့ဒီချက်လေးမှာခြင်းပါတယ်။ရရာကတော့တခြားထွေထူးပြီးတော့မဟုတ်ပါဘူး။နန်းကြီးတို့တပကံဖရားမှလှူပေးပါ။နန်းကြီးတို့ကြက်သားနဲ့ဆိုလည်းရပါတယ်နော်။နန်းကြီးတို့တပွဲဖရားမှလှူပေးပါ။နောက်မြစ်တာပို့တဲ့အလုပ်လေးတွေကိုလုပ်ပေးပါ။ အဲ့တော့30ရက်ပေါ်မှာကျင်းတဲ့ရခိုင်သတ္တဝါပေါင်းတို့ဘေးခတ်သိရန်ခတ်သိအန္တရာယ်ခတ်သိစင်ရခတ်သိကိညင်းကြပါသည်ဗာညာပေါ့နော်သာသဖြင့်မေတ္တာပို့တဲ့အလုပ်လေးတွေကိုကိုလုံးတက်တယ်လို့လုပ်ပေးပါအဲ့တော့မေတ္တာတို့ရတဲ့သူတွေကလည်းရွတ်ပေးလို့ရပါတယ်ကိုတန်းနိုင်တဲ့အခောက်ကြီးအတွက်နဲ့ပေါ့နော်အဲ့တော့မေတ္တာစိတ်လေးမွေးမြူပါအဲ့ဒါဆိုရင်အစဉ်ပြေဖို့တွေကိုရလာပါလိမ့်မယ်ဗျာနော်ကဲတော့ကြာသာပေးသားမိများအတွက်ကိုတပတ်စာကန့်ကြမှာအချင်းတွေများကိုဟောပြောပေးတာပါအဆုံးထိကြည့်ပြီးတော့တဲ့ကျေးဇူးတင်ပါတယ်သဘောကျနဲ့တက်တယ်ဆိုအားပေါ်မှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတင်တယ်လည်းပဲအားပေးခဲ့ပါအောင်ခင်ဗျာ တောက်ကြသားမိများတွေမေလာ16ရက်နေ့ကနေမေလာ24ရက်နေ့ထိတပတ်တာကံကြမ္မာအခြေအနေများကိုဟောပြောပေးမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုစတင်ကြည့်ရှုပြီးဆိုရင်ကိုပဲဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်။ follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်။ဒီ season လေးမှာတော့ကျွန်တော်ကတေရော့ကတ်နဲ့တီးတန့်ဟောပြောပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ။ တောက်ကြသားသမီးများဟာဒီတပတ်တာကာလတွေမှာစိတ်ချမ်းသာမှုပျော်ရွှင်မှုတွေကိုရရှိပါလိမ့်မယ်။ကိုတဦးတယောက်တည်းစိတ်ချမ်းသာပြီးတော့ပျော်ရွှင်ရတာမျိုးမဟုတ်ဘဲနဲ့ကိုရဲ့ချစ်သူခင်သူတွေနဲ့တူပျော်ရွှင်ရမယ့်နမိတ်ပုံမျိုးကိုတွေ့ရပါတယ်။ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စရမျိုးတွေဖြစ်ပေါ်စေတတ်ပါတယ်။ခရီးသွားလာလှုပ်ရှားမှုတွေပါအောင်မြင်မှုရနိုင်လိမ့်မယ်လို့တွေ့ရပါတယ်ဗျာ။နောက်အခုဒီချိန်ကာလအတွင်းမှာ ပညာရေးပိုင်းဘာသာရေးပိုင်းနေနဲ့ပတ်သက်ပြီးတော့အလွန်ကောင်းပါတယ်ဆက်တူလုပ်ငန်းမျိုးတွေနဲ့အကျိုးပေးတတ်တယ်ဆိုတာကိုတွေ့ရပါတယ်မြေကိစ္စလိုဟာမျိုးတွေဆောင်ရွက်မယ်အမွေကိစ္စလိုဟာမျိုးတွေဆောင်ရွက်မယ်ဆိုရင်လည်းအောင်မြင်တတ်ပါတယ်ဒီချိန်ကာလတည်းမှာတချို့သောကိစ္စလေးတွေတချို့သောပြဿနာလေးတွေပြောဝါဆိုတာဖြစ်ရှင်းရတာမျိုးတွေရှိတတ်ပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကပဲအသာရပါလိမ့်မယ်ကိုယ့်ဘက်ကပဲအနိုင်ရပါလိမ့်မယ်ငွေချေးလက်လာပါရွှင်ပါလိမ့်မယ်လုပ်ငန်းခိုင်ခံတွေမှာတိတာဖြေရှားသွားတဲ့တိုးတက်အောင်မြင်မယ်ဆိုတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်ကျန်းမာရေးပိုင်းအတွက်လည်းပဲ တိတ်ဆိတ်ပူစရာရဲ့လို့မတွေ့ပါဘူးခင်ဗျာကဲဒါကတော့ကနဦးအနေနဲ့စပြီးတော့ဟောပြတာပါဒုတိယမြောက်တေရောကတ်မှာဘာရေရာတိတိဘယ်လိုလုံးတင်လဲဘယ်လိုကံခွန်လန်းနေရှိသေးလဲဆိုတော့တက်ပြီးတော့ကြည့်ပေးပါမယ်တောက်ကြသားသမီးများဟာဒီချိန်ကာလတည်းမှာအပြောင်းလဲတွေနဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိတတ်ပါတယ်ဒါမှမဟုတ်အပြောင်းလဲတွေလုပ်ဖို့အတွက်ကိုဘယ်တော့မှတုံ့ဆိုင်မနေပါနဲ့အိုးတောင်းအိမ်ပြောင်းအလုပ်ပြောင်းနေရာပြောင်းစတဲ့အပြောင်းလဲတွေနဲ့အတူအချိုးပြီးအောင်မြင်တတ်တယ်လို့တွေ့ရပါတယ်ဖျားမှဘိမ့်မုံတပကံလှူဒန်းပြီးတော့စူတောင်းပေးပါ ဖះမှာဗိမုတ်တပတ်ကံပေါ့နော်ဒါစွန်းတော့ကတ်လှူပြီးတော့ဆူတောင်းပေးပါလို့ပြောချင်ပါတယ်ဒီချိန်ကာလအတွင်းမှာခရီးနဲ့ပတ်သက်ပြီးတော့အောင်မြင်ပါလိမ့်မယ်အဲ့တော့တချို့သောအရာလေးတွေကကိုယ့်အတွက်အနှောက်အယှက်လေးတွေလို့ထင်ရတော့လည်းပဲဒီအရာတွေကိုသိပ်ခယူဆိုင်နေရမလို့ပဲနဲ့ကိုလို့ဆရာရှိတာလို့ကိုလမ်းကြောင်းတိုင်းသွားကိုလိုရာပန်းတိုင်းကိုရောက်နိုင်မဲ့အချိန်ကာလတစ်ခုပါလို့ထပ်မံပြီးတော့ဟောပြောပေးလိုက်ပါတယ်သဘောကျနှစ်သက်တယ်ဆိုအဖေါ်မှာပုံမှန်လေးတွေရေးပေးခဲ့ပါအောင်လိုက်ရှယ်လေးတွေနဲ့လည်းပဲအားပေးခဲ့ပါအောင်ခင်ဗျာ စနေသားကြီးများတွေမေလ18ရက်နေ့ကနေမေလ24ရက်နေ့အထိတပတ်တာကံကြမ္မာအခြေအနေများကိုဟောပြောပေးမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုစတင်ကြည့်ရှုပြီးဆိုရင်ကိုပဲဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။ follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။အဲ့တော့ဒီ season လေးမှာတော့ကျွန်တော် Terror Cat နဲ့တီးတန့်ဟောပြောပေးမှာပဲဖြစ်ပါတယ်။ စနေသားမင်းများဟာလည်းပဲဒီကူရောက်ရှိနေတဲ့တပတ်တာကာလပြည်မှာစိတ်ချမ်းသာမှုပျော်ရွှင်မှုတွေနဲ့တူတိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။ငွေကြေးစည်းဝါးနဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတွေရလာပါလိမ့်မယ်။လုပ်ငန်းခိုင်ငန်းတွေနဲ့ပတ်သက်တဲ့တိုးတက်အောင်မြင်မှုတွေလည်းရှိလာပါလိမ့်မယ်။ငွေကြေးပိုင်းမှာတော့အဝင်အထွက်ကျန်းနေတတ်တယ်ဆိုတာကိုတွေ့ရပါတယ်ဗျာ။နောက်ရံဝေးနဲ့ပတ်သက်တဲ့အကူအညီကောင်းထောက်ပံ့ကောင်းအဆက်အသွယ်ကောင်းတွေကိုလည်းပဲရရှိစေတတ်တဲ့အချိန်ကာလမျိုး ဖြစ်ပါတယ်ကိုယ်တိုင်ခရီးသွားလာမှုနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာလည်းပဲ အဆင်ပြေနိုင်တဲ့ကာလတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒီချိန်ကာလတွေမှာပညာရေးပိုင်းဘာသာရေးပိုင်းတွေမှာလည်းကောင်းသလိုတခြားလူမှုပေါင်းတဲ့ဆက်ဆံရေးပိုင်းတွေမှာလည်းပဲများသောအားဖြင့်အဆင်ပြေနိုင်မဲ့အချိန်ကာလတစ်ခုပါလို့တွေ့ရပါတယ်ဒါပေမဲ့ဒီချိန်ကာလကိုချုပ်ဝင်ကြည့်မယ်ဆိုရင်တော့အားလုံးဒီပါလို့လို့ကောင်းနေပါတယ်ကျမ်းမာရေးပိုင်းတွေမှာတော့မပြောပါလောက်တဲ့အညံလေးတွေရှိပါတယ်နေထိုးထိုင်လို့မကောင်းခြင်းတို့မျိုးလေးတွေဖြစ်တတ်ပါတယ်ဒါကလည်းနည်းနည်းလေးခယူးဆိုင်လိုက်မယ်ဆိုရင်ရနိုင်ပါတယ်ကောနော်အဲ့တော့ဆက်လက်ပြီးမှဒါစနေသားမိများအနေနဲ့ဘယ်လိုအရာမျိုးတွေခယူးဆိုင်ရမလဲဘယ်လိုကံအခွင့် ွင့်လန်းနေရှိသေးတယ်။ဘာရရာလေးတွေခြေရမလဲဆိုတာကိုနောက်တစ်ကပ်မှာထပ်ပြီးတော့ကြည့်ပေးပါမယ်။စနေသားမိများနေတဲ့ဒီချိန်ကာလအတွင်းမှာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အဆင်မပြေမှုတချို့ကိုကြုံရတတ်ပါတယ်။စိတ်ညစ်နေတာလို့စိတ်ရှုပ်နေတာလို့စိတ်ဖြည်စည်းမှုတွေများနေတတ်တဲ့ပုံစံမျိုးလေးတွေရှိတတ်ပါတယ်။နောက်တစ်ခုကလေအဲခွေးတို့ပါတို့ပေါ့နော်ခွေးလိုက်ဆွဲတာတို့ခွေးကြိုက်ခံရတာတို့ဒါမျိုးလေးတွေနည်းနည်းသတိထားပါပေါ့နော်။အဲ့တော့ 可以嘛？嘛好吧，这吃陕西的都是外地的火锅，天天的开油菜水吃嘛的，哦，那这么一摆嘛，爸妈。 အဆိုးကြီးမဟုတ်တော့လည်းပဲသွားသွားပြောခဲ့တယ်နည်းနည်းလေးညံ့တတ်တယ်ပေါ့နော်အဲ့တော့မျက်စိပိုင်းပေါ့မျက်စိအားနေတာတို့ပေါ့နော်ဒါမျက်စိနာတာတို့မျက်စိကြိုက်တာတို့ဒါမျိုးလေးတွေဖြစ်တတ်တယ်ခယူးဆိုင်ပါနော်အဲ့တချို့သောအရာတွေကလည်းမလိုအပ်တဲ့အရာတွေကိုခေါင်းထဲထည့်တာပြီးတော့စိတ်ထဲကိုထည့်တာပြီးတော့အဖို့ဒုက္ခတွေကိုကခံစားနေတယ်လို့မျိုးဖြစ်တတ်ပါတယ်အဲ့ဒါတွေကိုလျှော့ချနိုင်အောင်ကြိုးစားပါနောက်တစ်ခုကကိုယ်စိတ်ကိုပုတ်ပုတ်ပါပါလေးထားပါတချို့သောကံတရားရဲ့အခွင့်အလမ်းတွေကကိုကနေပြီးလို့ရှိရင် ဘယ်လိုပြောမလဲဆိုအစင်သေးဖြစ်မနေလို့ကိုယ့်ရှိကိုရောက်မလာတဲ့ပုံစံမျိုးဖြစ်နေတတ်ပါတယ်အဲ့တော့ကိုကစိတ်ထဲမှာပေါ့ပေါ့ပေါ့ပါလေးသဘောထားမယ်နော်ကိုယ့်စိတ်လေးကကြီးကြီးလေးလေးရှိနေခဲ့မယ်ဆိုကံအခွင့်အလမ်းတွေကဒီကာလမှာကိုယ့်ရှိကိုတကယ်ပဲရောက်လာနိုင်ပါတယ်တဲ့နော်အဲ့တော့ရေရာအနေနဲ့ဘာလို့ခိုင်းစေခြင်းလဲဆိုဒီချိန်ကာလတည်းမှာအဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ထာမပေါ့နော်အုံဒီစိတ်16စိတ်လှူဒန်းပေးပါတဲ့နော်အုံဒီစိတ်16စိတ်စိတ်ပြီးတော့ပကံမာလေးထဲမှာထည့်ပြီးတော့ လှူဒန်းပေးပါနောက်တစ်ခုအကြံပေးချင်တာကစနေနေ့ညမှာအဝေဟောင်းတစ်စုံညဝေအိတ်လိုက်ပါနောက်တစ်နေ့မှာညဝေအိတ်တဲ့အဝေစားတဲ့ပေါ့မြောက်အရက်ကိုမျက်နှာပေါ်ပြီးတော့စွန့်ပစ်လိုက်ပါတဲ့နော်အဲ့ဒါဆိုကိုယ်မှရှိတဲ့အခိုင်အညံ့တွေအားလုံးကင်းစင်ပြီးတော့ကိုယ့်ရဲ့ကံကြီးခေါင်းလာပါလိမ့်မယ်နော်ကဲတော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျမြတ်တဲ့ဆိုအဖေါ်မှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတင်လည်းပဲအားပေးခဲ့ပါအောင်ခင်ဗျာ